ားလုံးမင်္ဂလာပါဒီနေ့မှာတော့ညီမက SNE ရဲ့ product တွေကိုအသုံးပြုပြီးတော့ PM ကနေတာဝန်ယူတက်ဆင်ပေးထားတဲ့ site လေးတစ်ခုကိုခေါ်သွားပေးမှာဖြစ်ပါတယ်ဒါဆိုရင် PM ကတာဝန်ရှိသူတယောက်နဲ့စကားပြောပြီးတော့ SNE ရဲ့ဘယ် product တွေကိုအသုံးပြုထားလဲဆိုတာညီမနဲ့တူတူကြားကြည့်ကြမယ်နော် ုတ်ကဲ့ကျွန်တော်ကတော့ကျွန်တော် PN Electric ကကိုကျော်စိုးလဲပါခင်ဗျာဟုတ်ကဲ့ပါကိုဒီအိမ်သုံး site လေးမှာဆိုလို့ရှင်ပေါ့နော် SNE ရဲ့ဘယ် product တွေကိုအသုံးပြုထားပြီးတော့ဒီအိမ်သုံးလုပ်လေးရဆိုလို့ရှင်လဲဘယ်လောက်ရှိမလဲဆိုတာတစ်ချက်ရှင်းပြပေးလို့ရမလားမသိဘူးရှင်ဟုတ်ကျွန်တော်တို့ဒီမှာဆိုရင်တက်ဆင်ပေးထားတာကတော့ SNE 6.2 kW inverter လေး IP20 နဲ့ဟာဖြစ်ပါတယ်ကျွန်တော်တို့ battery ကတော့ကျွန်တော်တို့ SNE 51.2 314Ah battery အတွဲလေးဖြစ်ပါတယ်အဲဒီ site မှာကျွန်တော်တို့ဒီတကုံမြို့နယ် အဲတမရကွန်ဒိုမှာတက်ဆင်ပေးထားတာဖြစ်ပါတယ်ခင်ဗျအဲဒီအိမ်မှာဆိုရင်တော့ကျွန်တော်အဓိကသုံးမှာတော့ air con သုံးလုံးသုံးပါမယ်အဲပြီးရင်အိမ်မှာပုံမှန်အတိုင်းပေါ့နော်ရေခဲတက်တာတို့မီးဖို့ချောင်းအပစ္စည်းလေးတွေအနည်းငယ်သုံးမယ်ပေါ့နော်ကျွန်တော်ထမင်းပေါင်းအိုတို့ကျွန်တော်တခြားဟင်းချက်တာလေးတွေအနည်းငယ်အသုံးပြုပါမယ်ခင်ဗျဟုတ်ဒီအတွက်တက်ဆင်ပေးတာပါအကိုတို့ဒီ PN electric အနေနဲ့လည်းပေါ့နော်ဒီ SNE ကိုဘာကြောင့်ရွေးချယ်ပြီးတော့တက်ဆင်ဖို့ရည်ညွှန်းပြတာလဲပေါ့အဲ့ဒါလေးတစ်ချက်ရောရှင်းပြပေးပါအောင်ရှင်ဟုတ်ကဲ့ပါခင်ဗျအဲဒီ site လေးမှာတော့ကျွန်တော်တို့ customer က SNE product အကြောင်းကိုသူကလည်း online မှာအနည်းငယ်လေ့လာပြီးသားဖြစ်ပါတယ်အဲ့ဒါကိုမှမှကျွန်တော်တို့က SRI နီးနဲ့သုံးလို့အဆင်ပြေကြီးမပြေကြီးကိုကျွန်တော်တို့ကထပ်လောင်းပြီးတော့အကြံပြုချက်လေးတွေပေးတာပေါ့နော်အဲအဲ့ဒါမှာ SRI နီး inverter ဘယ်လောက်ကီလိုဝက်ကိုတတ်ရမလဲ battery အနေနဲ့ဘယ်လောက်ကီလိုဝက်ကိုရွေးချယ်သင့်လဲဆိုတဲ့ဟာလေးကိုကျွန်တော်တို့ကအဲဒီ SRI နီး product ကိုကျွန်တော်တို့ရုံကြီးကြီးနဲ့သုံးလာတာ size 80ကျော်လောက်ရှိပါပြီဒီ size 80ကျော်လုံးမှာ inverter error တက်တာမျိုးကျွန်တော် battery error တက်တာမျိုးတစ်စုံတစ်ခု မှမရှိခဲ့သေးပါဘူးအဲ့ဒါကြောင့်မို့ကျွန်တော်တို့ကလည်းရေရေဝန်းဝန်းအာမခံ ီးတော့ဒီ SRNE inverter နဲ့ SRNE battery အတွဲလေးကိုတက်ဆင်ဖို့ recommend လုပ်ပြီးတော့ကျွန်တော်တို့ဒီ site မှာလာဖို့တက်ဆင်ပေးတာဖြစ်ပါတယ်ခင်ဗျာ ျွန်တော်တို့ PL ထွက်มาတော့အဓိကကျွန်တော်တို့တက်ဆင်ပေးနေကြတော့ error လဲကင်းနေကျွန်တော်တို့ဟိုဟာ design လေးလဲလှတယ်နောက်ပြီးတော့တာဝန်ခံမှုတာဝန်ယူမှုကလည်းအပြည့်အဝပေးထားတယ်အဲ့ဆိုင်အနေနဲ့ကျွန်တော်တို့တော့ရှောက်အလုပ် ဆက်တွဲပြီးတော့လုပ်ခဲ့တာပါ SRNE ကိုညှိုးတဲ့လူအများစုပါပေါ့နော် customer အချင်းချင်းညှိုးကြတာပုံများပါတယ်အဲဒါကလည်းဒီလိုညှိုးရတဲ့အကြောင်းရင်းကလည်းဒီပစ္စည်းရဲ့ quality ကိုတကယ်သုံးမှုတဲ့လူတွေကသိရှိနေလို့ပါပဲအကယ်၍ကျွန်တော်တို့ PN electric နဲ့ SRNE inverter SRNE battery တွေကိုတက်ဆင်ခြင်းနဲ့ဆိုရင်တော့ကျွန်တော်တို့ PN electric ရဲ့ Facebook page မှာလည်းစုံစမ်းလို့ရသလိုကျွန်တော်တို့ PN electric ရဲ့ sign ကိုလာရောက်ကြည့်ရှုကြတာပဲဖြစ်ဖြစ်ကျွန်တော်တို့ inverter နဲ့ battery နဲ့အကြောင်းကိုသိကြရင်လို့လာရောက်ဆွေးနွေး ကျင်တာပဲဖြစ်ဖြစ်လိုင်းအဆွေးနေလို့ရမယ့်လိပ်စာလေးကတော့ကျွန်တော်ကမာယွန်းယွန်းနဲ့ပဟူလန်းနဲ့ဝင်းတော်ရာလန်းတောက်မှာကျွန်တော် PN Electric ဆိုင်လေးရှိပါတယ်ခင်ဗျာအဖုန်းနံပါတ်ကတော့39430 9445ကိုဆက်သွယ်လို့ရပါတယ်ခင်ဗျာဒီဗီဒီယိုကြည့်ရှုပေးတဲ့ customer အားလုံးကိုကျေးဇူးများတင်ပါတယ်ခင်ဗျာ